ချမ်းသာကြွားဝပေမဲ့မကြီးဆန်းကိုရွှေကြီးနဲ့ဆန်းကေဘူးနဲ့လာကြတော့လို့ကစေးနေတယ်ဆိုပြီးလူပြောများနေရဲ့စုပန်းထောင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီရက်ပိုင်းဟာမြမရင်ကျေးမှုအရာအလုံးမင်္ဂလာရှိတဲ့တည်င်းကျွတ်တစောင်းနိုင်ကာလလူကြီးမိဘဆရာသမားတွေကိုဂရဝပြုကြတော့ကြတဲ့အချိန်ခါသမယပဲဖြစ်ပါတယ် ဒီလိုချိန်မျိုးမှဆိုရင်တော့အနုပညာလောကမှာလည်းနှွေးထွေးတဲ့အမြင်ကွင်းလေးတွေတွေ့ရလိမ့်ရှိပါတယ်။ဒီအထက်ကမှမြန်မာနိုင်ငံရဲ့ထိတ်တန့်မိကပ်ပညာရှင်အနုပညာရှင်တိုင်းရဲ့ဆရာတဆူလို့တောင်တင်စားရမယ့်မာကြီးဆန်းခေါ်မိကပ်ခင်ဆောင်ဝင်းကိုသူ့ရဲ့တပည့်တွေမိတ်ဆွေအနုပညာရှင်တွေကလာရောက်ကြတော့ကြတဲ့အမြင်ကွင်းဟာနှစ်တိုင်းတွေ့ရတဲ့ကြည်နူးစရာပုံရိပ်တစ်ခုပါ။မာကြီးဆန်းကိုယ်တိုင်ကလည်းအနုပညာရှင်တိုင်းနဲ့ဂျေဇူးမကင်းသူဖြစ်တာကြောင့်သူ့စီလာကြတော့ကြတဲ့ဧည့်သည်တွေကတော့အစုံလင်ပါပဲ။မိကပ်ပညာရှင်လောင်းတွေကအစထိတ်တန့်မင်းသားမင်းသမီးတွေအစုံပါပဲ။ ဒီလိုလာကြတော့ကြတဲ့ဂျီနူးစီယာသတင်းလေးတွေမှာတယောက်တော်သူရဲ့ကြော်ပွဲကတော့ online ပေါ်မှာဝေဖန်မှုတွေနဲ့ဆူညံသွားစေခဲ့ပါတယ်။သူမကတော့အလုံးသိကြတဲ့အတိုင်းထိတ်တန်းသတင်းမှကြီးတူအဖြစ်ပါနာမည်ကြီးတဲ့တယောက်ဆောင်မင်းသမီးစုပန်ထွားပါဖြစ်ပုံကတော့ဒီလိုပါ။စုပန်ထွားတဲ့အမကြီးစန်းကိုလာကြတော့တဲ့တပ်ပုံလေးတွေတက်လာပါတယ်။ဒါပေမဲ့ပရိသတ်တွေအယုံဆိုင်မိသွားတာကသူမကြတော့တဲ့ပစ္စည်းတွေပါ။အဲ့ဒါတွေကတော့ရွှေကြီးတစ်စိတ်အမုံ၆၊ကိတ်မုံတစ်ပုနဲ့စန်းကိအေးအေးဘူးလေးတစ်ပုပါတယ်။ ဒီနေရာမှာပရိသတ်တွေအကြောင်းမှာစကားသံတွေညံသွားခဲ့ပါတော့တယ်။လူတွေရဲ့ပထမဆုံးဝေဖန်တဲ့ကကက်ဆေးနဲ့လိုက်တာဆိုတဲ့အမှတ်ချက်တွေပါ။ ဘာလို့ဒီလိုပြောကြတာလဲဆိုတော့ Sankey Aibu ဆိုတာဈေးကွက်ထဲမှာထောင်ကနန်လောက်ပဲရှိပါတယ်။လူပြောများနေရဲ့ရွှေကြီးမုံဘူးဆိုတာကလည်းနာမည်ကြီးပေမဲ့ဈေးနှုန်းအားဖြင့်တော့9000ကျော်ကျော်သသောင်းတောင်မပြည့်တဲ့တန်ဖိုးပေါ့။ဒီတော့လူတွေကနှိုင်းရှင်ကြပါတော့တယ်။စုပန်ထွားဆိုတာတာမန်အနုပညာရှင်တယောက်မဟုတ်ဘူး။နိုင်ငံကျော်မင်းသမီးတယောက်။ဒါအပြင်သူမရဲ့ကျွဲဝချမ်းသာမှုနေထိုင်မှု lifestyle တွေကိုလူမှုကွန်ရက်မှာအလုံးအသိမှတ်ပြုထားရတဲ့တတိမကြီးတယောက်ပါ။ဒီလိုမျိုးကြီးကြီးတက်ချမ်းသာတဲ့တတိမကြီးတယောက်က ကိုရဲဆရာသမားဖြစ်တဲ့အနုပညာလောကရဲ့ထိတ်တန့်မိတ်ကပ်ပညာရှင်တယောက်ကိုလာကြတော့တဲ့အခါမှာစုစုပေါင်းတန်ဖိုးထောင်ကနန်းတောင်ကနန်းတောင်မပြည့်တဲ့ပစ္စည်းလေးနဲ့လာကြတော့တာကမတန်မှုမအပ်ဆက်ဘူးကက်စင်းနေတယ်ဆိုပြီးတော့အပြင်းထန်ဝေဖန်နေကြတာပါတကယ်တော့သတင်းကျမှာမုံနဲ့အေးဘူးကြတော့တာကတာမန်ပြည်သူတွေကြားမှာမဆန်းပါဘူးဒါကအစင်လာလို့တောင်ဖြစ်နေရပါဒါပေမဲ့အခုလိုအများမြင်မှာတတိမကြီးလို့သတ်မှတ်ခံထားရသူတယောက်ကဒီလိုလာကြတော့တော့နည်းနည်းပါးပါးတန်ဖိုးကြီးရလေကြတော့လိုက်တော့ဘာဖြစ်မှာမို့လို့လဲဒီလောက်ချမ်းသာနေပြီးတော့ဆိုတဲ့ အမြင်တွေဖြစ်လာပါတယ်။တခြားတစ်ဘက်ကနေကောက်ွယ်ပေးကြတဲ့ပြဿနာတွေလည်းရှိပါတယ်။သူတို့ရဲ့အမြင်ကတော့ကတော့တယ်ဆိုတဲ့ကိစ္စမှာပစ္စည်းရဲ့တန်ဖိုးကအဓိကမဟုတ်ဘူး။ရှင်နေရလာတဲ့စေတနာသဒ္ဓတရားဆရာကိုတကယ်သတိတရားရှိခြင်းကသာအဓိကဖြစ်တယ်လို့ဆိုကြပါတယ်။နောက်ပြီးတော့အခိုင်အမာဆုံးကောက်ွယ်ပေးတဲ့အချက်တစ်ခုကတစ်ဖက်လူကြိုက်တဲ့တောင်ကိုကတော့တာဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါ။မာဂျီဆန်ကတခြားဘလို့တန်ဖိုးကြီးပစ္စည်းတွေထက်ဒီရွှေကြီးမုံလေးနဲ့စံကိအေးဘူးလေးကိုကြိုက်တက်လို့စုပန်ထွားကတကူတကသူ့ဆရာမကြိုက်တာလေးကိုရွေးပြီးတော့လာ ကြတော့တာလည်းဖြစ်နေတာပဲဆိုပြီးတော့ပြည်လဲခြေပါကြတာတွေတွေ့ရပါတယ်။ကေပရိသက်ကြီးတို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲ။ဆရာသမားကိုကြတော့တဲ့နေရာမှာကိုယ့်ရဲ့အချမ်းသာကြွယ်ဝမှုဂုံဒရအရှိန်အဝါတွေနဲ့လက်ရုံးညီထွေ ဖြစ်မဲ့တန်ဘူးကြီးပစ္စည်းမျိုးကိုကြတော့တဲ့နယ်လို့ယူဆပါသလား။ဒါမှမဟုတ်တန်ဘူးကအေးမကြီးဘူး။စေတနာတက်တက်ဒါမှမဟုတ်တဖက်လူကြိုက်တဲ့အောင်မှန်ပစ္စည်းလေးကိုပဲရွေးချယ်ပြီးကြတော့တာကပို့ပြီးတော့အိဗယ်ရှိတယ်လို့မြင်ပါသလား။စုပန်ထွားရဲ့ဒီရွှေကြီးနဲ့စံကိတ်ကြတော့ဝဲပေါ်မှာပရိသတ်တို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ င်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်